စကိုင်းနိုင်ရဲ့မြို့တော်မုံရွာမြို့အနီကစီတာလေးကျေးရွာကိုမနေ့ကမွန်လွဲပိုင်းမှာဆုံစုကစက်တက်လေးတီနဲ့ဘုံကျဲတက်ဖြက်လို့ခလင်းငယ်တို့ပါဝင်ပြည်သူလေးဦးသေဆုံးတယ်လို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါရယ်မေလာ18ရက်မနေ့ကမွန်လွဲ2နာရီခွဲဝန်းကျင်အချိန်မှာမုံရွာမြို့အရှိဘက်စီတာလေးကျေးရွာအနီတောတိုက်မှာနေထိုင်ကြတဲ့ပြည်သူတွေကိုအဓိကပြစ်မှတ်ထားပြီးမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကကနေတက်လာတဲ့စက်တက်လေးတီနဲ့ဘုံကျဲတက်ဖြက်တာပါ ဇော်စုကစက်တက်လေးတီနဲ့ဘုံနှလုံးကြဲချတက်ဖြတ်တာကြောင့်တောတိုက်မှနေထိုင်ကြတဲ့ဆယ်နှစ်အရွယ်ကလေးငယ်အပါအဝင်ပြည်သူ၃ဦးပွဲချင်းပြီးတည်ဆုံကနှစ်ဦးဒဏ်ရာရရှိပြီးဒဏ်ရာရသူတွေကနောက်ထပ်တအူးလဲညနေပိုင်းမှာစုံပါသွားတယ်လို့ဒေသခံတအူးကပြောပါရယ်ဇော်စုကစက်တက်လေးတီနဲ့ဘုံကျဲတက်ဖြတ်လို့တည်ဆုံသူတွေတဲ့တအူးဟာဥကောင်းပြတ်ထွက်သွားပြီးနောက်တအူးကဘိုက်ပွင့်ဒဏ်ရာနဲ့ပွဲချင်းပြီးတည်ဆုံတာဖြစ်တယ်လို့ဒေသခံသတင်းမြစ်ကပြောပါရယ်